ကျမသုံးတဲ့ app လေးတစ်ခုထဲကနေ touch ချန်ကို bin အရင်ဝယ်ပါမယ်။ကျမဒီ app သုံးတာ၅နှစ်ကျော်လောက်ရှိပါပြီ။ဒီ app ထဲကနေ phone top up တွေထည့်နိုင်တယ်။ bin number တွေဝယ်နိုင်ပါတယ်။ရေခမီခတွေလည်းပေးလို့ရပါတယ်။ touch ချန်ကို e wallet bin 10ဖို့ဝယ်နည်းလေးပါ။ အပြင်မှာဝယ်ဖို့ခက်ခဲတဲ့သူအတွက် ကျမစီမအကူငီတောင်းဝယ်ယူနိုင်ပါတယ်။ပင်းနံပါတ်လေးကိုကျမ copy လုပ်လိုက်ပါတယ်။ပြီးရင်ကျမထချန်ကို e-wallet app ထဲကိုဝင်ပါမယ်။ထချန်ကို e-wallet ထဲကိုပတ်စံထည့်ဖို့အတွက် add money ဆိုတာကိုနှိပ်ပါမယ်။ ပတ်စံထဲဖို့အတွက်တွေးရတဲ့အတိုင်း၄မျိုးလောက်သုံးနိုင်တယ်ကျမယခု pin number ဝယ်ပြီးထည့်มาဖြစ်တဲ့အတွက်ကြောင့် reload pin ဆိုတာနှိပ်မယ်ပြီးတော့ဒီမှာကျမခုနကဝယ်ထားတဲ့ number လေးကို paste လုပ်တယ်ပြီးရင် continue ကိုနှိပ်မယ်ဒီနေရာမှာအပေါ်ကဟာကိုရွေးပြီး continue ဆိုတာထပ်နှိပ်မယ်ရသွားပါပြီအပြည့်မဝင်ပါဘူးဆယ်ပြားနှုတ်ပါတယ် transaction ဆိုတဲ့နေရာမှာတင်ရငွေအဝင်အထွက်လုံဆောင်တဲ့အရာတွေကိုကြည့်နိုင်ပါတယ်။နားမလည်တာရှိရင် comment ထဲမှာမေးနိုင်ပါတယ်။